စကိုင်းတိုင်းကလင်းမြို့မြောက်ပိုင်းကြီးကုန်းကျွော်အနီးမှာရှိတဲ့စုံစုတရေ361လက်နက်တိုက်ပောက်ကွဲမှုဖြစ်ပွားပြီးလက်နက်တိုက်အဆောင်တာဝန်ကျသူတို့ဖမ်းဆီးခံရတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရတယ်။ကလင်းမြို့မြောက်ပိုင်းကလေးတမှုကာလန်ပေကြီးကုန်းကျွော်အနီးမှာတရှိတဲ့စုံစုတရေ361လက်နက်တိုက်ဟာဇော်လ2ရက်နေ့မနေ့ကပောက်ကွဲမှုဖြစ်ပွားခဲ့တာပါ။လက်နက်တိုက်ပောက်ကွဲမှုနဲ့ပတ်သက်ပြီးတာဝန်ကျနေတဲ့စုံစုတသားတို့ကိုစုံစုကဖမ်းဆီးစစ်ဆေးနေရလို့ ဖန်ဆီးခံရသူရဲ့မိသားစုဝင်နဲ့နှိဆက်သူတူကပြောပါရယ်။ပောက်ကွဲမှုကြောင့်ဆုံးစုလက်နက်တိုက်မိလောက်ပျက်စီးတာကိုမြင်တွေ့ရပြီးပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိနိုင်ဘူးလို့ဆိုပါရယ်။လက်ရှိအချိန်မှာတော့ဆုံးစုတပ်တွေကပောက်ကွဲရာလက်နက်တိုက်အနီးကလမ်းတွေကိုပိတ်ဆို့ထားပြီးတော့လက်နက်ပစ္စည်းတွေကိုကားနဲ့ရွှေ့ပြောင်းတည်ယူနေတယ်လို့ဖောင်ကူးကြီးရွာနေထိုင်သူအမျိုးသားတို့ကပြောပါရယ်။ အခုလိုလက်နက်တိုက်ပောက်ကွဲမှုဖြစ်ပွားတာဟာကလေးမြို့နယ်မှာပထမဆုံးကြိမ်ဖြစ်ပါတယ်။ကလေးမြို့မှာတော့ဒေသကုကေးစစ်ဌာနချုပ်ဒါကစာစုပ်စုချင်းလင်တရင်228 89လေ့ကျင့်ရေး30စစ်သားစုဆောင်ရေးတပ်ထောက်ပို့တပ်စတဲ့တရင်တွေရှိပါတယ်။